မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်တပ်၏အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ရှုံချဆိုသောအချက်အပါအဝင်မြမအရေးအတွက်အစိုးမူကြမ်းတရက်ကိုကုလသမဂ္ဂတွင်အတီးပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မြန်မာစစ်တပ်အထုရောင်ရွေးကောက်ပွဲတွင်လူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းကြောင့်မြန်မာပြည်သူများပါဝင်နိုင်စေမည့်အခြေအနေမရှိပေကန့်ကွက်ရှုတ်ချဆိုသောအချက်ပါဝင်မြန်မာအရေးအတွက်အစိုးမူချမ်းတရက်ကိုကုလသမဂ္ဂတွင်အတည်ပြုလိုက်ကြောင်းသိရှိရပါသည်။နိုဝင်ဘာလ16ရက်နေ့အမေရိကန်ပြည်ထောင်စုကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်ခဲ့သောအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီသို့တင်သွင်းလာသည့် မြန်မာနိုင်ငံရှိရိုဟင်ဂျာမှုဆက်လက်များနဲ့အခြားလူနည်းစုများ၏လူခွင့်ရေးအခြေအနေခေါင်းစဉ်ဖြင့်အစိုးမူကြံ AC38C တို့ L32 REV1 ကိုတက်ရောက်လာသောအဖွဲ့ဝင်နိုင်ငံများကဘယ်မခွဲပင်တူညီဆန္ဒဖြင့်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ကုလသမဂ္ဂတွင်အတည်ပြုလိုက်သောအစိုးမူကြံတွင်မြန်မာစစ်အုပ်စုကပြည်ပခများမြင့်တက်နေသည့်ကာလ၌အတူရောင်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ရည်ရွယ်သည့်အပေါ် အလွန်အမင်းစိုးရင်သည်ဟု၎င်းအထူးသဖြင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းလူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းတို့ကရိုဟင်ဂျာနှင့်အခြားသောလူနည်းစုများအပါအဝင်မြန်မာပြည်သူများအတွက်အထူးရောက်ရွေးကောက်ပွဲတွင်ပါဝင်နိုင်စေသည့်အခြေအနေမရှိတဲ့ကဲ့သို့ဘေကင်းလုံခြုံစွာမဲပေးနိုင်ခွင့်အခွင့်အရေးလည်းရှိနိုင်မည်မဟုတ်ကြောင်းရှင်းမောင်းအခြေခံကြားသည့်အချက်များအဖြစ်ပါဝင်နေပါသည်ထို့ပြင်စစ်အုပ်စုမှ နိုင်ငံ၏နေပြည်အများစုနှင့်နိုင်ငံရေးပါတီများကိုချန်လက်ကအတူရောင်ရွေးကောက်ပွဲအောင်တစ်ဖက်သက်စီစဉ်ရန်ကြိုးပမ်းနေသည့်အပေါ်လည်းအလွန်အမင်းစိုးရိမ်သည်ဟုလည်းကောင်းအထူးသဖြင့်2021ခုနှစ်ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့်မတရားစစ်အာဏာသိမ်းမှုအားတရားဝင်မှုရှိစေရန်အတူရောင်ရွေးကောက်ပွဲကျင်းပမည့်အပေါ်ကန့်ကွက်ရှုတ်ချသည်ဟုလည်းကောင်းထို့သောအတူရောင်ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတမှုရှိနိုင်မည်မဟုတ်ဟု၍လည်းကောင်းစေအိုစုမှလေကြောင်းတိုက်ခိုက်မှုများဖြင့်အယက်သားပြည်သူများကိုတပ်ဖြတ်နေသည့်အကြာကအတူရောင်ရွေးကောက်ပွဲကျင်းပခြင်းမှာ လွတ်လပ်မျှတ၍အားလုံးပါဝင်သည့်ရွေးကောက်ပွဲသတ်မှတ်ချက်နှင့်ခိုင်ညီသောအခြေအနေမဟုတ်ဟု၍၎င်းထို့ပြင်အားလုံးပါဝင်သည့်နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုရှိပိအတူရောင်ရွှေခောက်ပွဲကျင်းပမည်အပေါ်ကြီးစွာစိုးရိမ်ရသည့်ဟု၎င်းစသည့်ဖြင့်ဒီတန်းစာပိုက်များနှင့်အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုက်နှစ်နေရာလုံးတွင်ထည့်သွင်းထားကြောင်းသိရပါသည်။အဆိုပါမူကြမ်းကိုအတီးပြုတ်ဆုံးဖြတ်ရာတွင်ရခင်နေများဤသူမဲမခွဲပဲတူညီဆန္ဒဖြင့်သာအတီးပြုတ်ဆုံးဖြတ်ခဲ့ကြောင်းအတီးပြုတ်ခဲ့သည့်အဆိုပါအဆိုမူကြမ်း A ရင်းဆောင် C3 80 L32 REW တွင်မြန်မာနိုင်ငံရှိရိုဟင်ဂျာနှင့်အခြားသောလူနည်းစုများအတွက်တာဝန်ယူမှုရှိစေရေးနှင့်မြန်မာနိုင်ငံတွင်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်သွားရောက်နိုင်ရေးရည်ရွယ်ချက်နှစ်မျိုးလုံးအတွက်ဖော်ဆောင်ပေးသည့်ဟုတမ်မတ်ကြီးဦးကျော်မိုးထွန်းကရှုမြင်ပြီးအဆိုပါမူကြမ်းတွင်မိမိတို့၏အဓိကကြသောစိုးရိမ်ပူပန်ချက်များကိုထည့်သွင်းဖော်ပြထားသည့်အတွက်လည်းကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုထားပါသည်။ရှင်ပြင်စေအုပ်စုမှကြီးပါများအားနေရာအနှံ့မီးရှို့ဖျက်ဆီးခြင်း အတင်းအကျပ်နေရဆုံးခွာစီခြင်းနှင့်အယတားပြည်သူလူထုတရက်လုံးအပေါ်တွင်စနေတကျအကြောက်တရားရိုက်သွင်းခြင်းစားသီးလုံးရများဖြင့်၎င်းတို့၏အကြံဖတ်မှုများကိုဆူဆူရွရွပြင်းပြင်းထန်ထန်အချိန်အဟုန်မြင့်လာသည့်အချက်ကိုအဆိုမူကြမ်း၌မှန်ကန်စွာထည့်သွင်းဖော်ပြထားကြောင်းမြန်မာနိုင်ငံတွင်လည်းစီးပွားရေးလည်းကြာစင်းဆုပ်ယုပ်နေပြီး လူဦးရေထက်ဝက်ကျော်မှာစီရင်နှံပါမှုတတ်မှတ်ချက်အောက်သို့ရောက်ရှိနေတရားဥပဒေစိုးမှုရေးကလည်းပြိုလဲကအချင်းချက်ခြားစားမှုများသာတိုးပွားလာပြီးစေအုပ်စုမှအကျိုးခံစားနေသည့်ဖြစ်တန်ခင်းလုံခွင့်ကကျေပြောသည့်ထက်ကျေပြောနည်းနည်းသည့်ထက်နည်းနည်းလာသည်ဟုတတ်မှတ်ကြီးကထောက်ပြပါရယ်စေအုပ်စုနှင့်၎င်းတို့၏အစိုးရအပေါ်လက်ဝေခံများအနေဖြင့်အွန်လိုင်းလေလေခိုင်းများနှင့်လူနှင့်မှုရေးဆေးဝါးကွန်ကူးမှုများပါဝင်နေဆက်ဖြတ်ကျော်မှုကင်းများအတွက် လုံခြုံသည့်ခိုးလုံရရဲဝန်းများပုံမှုကျေပြန့်လာစေရန်ဖန်တီးလုပ်ကိုင်ပြလျက်ရှိကြောင်းနေဆက်ဖြတ်ကျော်မှုကင်းများဤကြီးမားသောနောက်ဆက်တွဲဆိုးကျုံများသည့်မိမိတို့၏အိမ်နီးချင်းနိုင်ငံများဒေတာရင်းနှင့်ဒေတာရင်းကိုကျော်လွန်၍အခြားသောနေရာဒေတာအနှံ့တို့ပါခူးဆက်ပြန့်ပွားကနိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ကိုပင်ချိန်ချောက်နေပြီဖြစ်ကြောင်းသတ်မှတ်ကြီးကဆက်လက်ပြောဆိုပါသည် မြန်မာနိုင်ငံနှင့်အခြားသောနေရာများတွင်ဖြစ်ပေါ်နေသည့်အွန်လိုင်းလေလံမှုများနှင့်အခြားသောနေဆက်ဖြတ်ကျော်မှုကိများအပီးတိုင်ပပျောက်စေရန်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းတို့ထံမှညှိနှိုင်းဆောင်ရွက်မှုရှိပြီးပုံမှန်ထိရောက်သောလုံဆောင်ချက်များလိုအပ်နေကြောင်းစေအိုစုကမှ၎င်းတို့ကျူးလွန်သည့်ကြီးလေသောရာဇဝတ်မှုများအားဖုံးဖိဖျောက်ဖျက်နိုင်ရန်နှင့်တာဝန်ယူမှုတာဝန်ခံမှုတို့မှရှောင်လွှဲနိုင်ရန်အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်အားစီစဉ်လျက်တရားဝင်မှုရရှိနိုင်ရန်မတရားဆက်လက်ကြိုးပမ်းနေကြောင်းတမ်မတ်ကြီးကအတည်ပြုပြောဆိုပါသည် စစ်တပ်ကမြန်မာပြည်သူများ၏ဆန္ဒအလေးမပါဝင်သောမတမာသည့်လုပ်ငန်းစဉ်ကိုနောက်ဆုံးလက်နက်တပွဲအသုံးချကာနိုင်ငံတကာအတိုင်းဝိုင်းတစ်ခုလုံးအားလှည့်ဖြားရန်ကြိုးစားနေကြောင်းဒီတွင်နိုင်နေထိုင်လျက်ရှိသောပြည်သူများအထူးသဖြင့်အမှုပညာရှင်များအနေဖြင့်ဒဇာကန်ဖြစ်ကဖီအားပေးခံရပြီးစေအုပ်စုအတူရောင်ရွေးကောက်ပွဲဆိုင်ရာဝါဒဖြန့်ချီရေးအစီအစဉ်များတွင်မျက်နှာပြပေး၍အသုံးချခံရသည့်အပေါ်ရွှေကွဲဝန်းရရကြောင်း၎င်းကကုလသမဂ္ဂတွင် ပြောဆိုပါသည် စေုပ်စုတရားမဝင်မှုအားမြင်သာနိုင်စေသည့်စာသားများပါဝင်လာသည့်အပေါ်ချူဆိုသည့်တပြိုင်နက်စေုပ်စုစီစဉ်နေသောအထူးရောင်ရွေးကောက်ပွဲအားပြင်းထန်စွာခန့်ခွက်ပေးချရန်အဖွဲ့ဝင်နိုင်ငံအားလုံးကိုတမ်မတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပြီးမြန်မာပြည်သူများမှမိမိတို့၏အနာဂတ်အားပြန်လည်ရယူနိုင်ရင်ဒေတာရင်းနှင့်ကဘာတလွားအပေါ်အပြုသဘောဆောင်စွာအကျိုးပြုနိုင်ပြီးငြိမ်းချမ်းသောအားလုံးပါဝင်မှုရှိသော Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းမှုတွင်နိုင်ငံတကာအသိုက်အဝန်းကပါဝင်အားဖြည့်ပေးနိုင်ရန်တမ်မတ်ကြီးကထလောင်းတောင်းဆိုခဲ့ပါသည် ဆက်လက်ပြီးဗမောင်းမျိုးအတွင်ဝင်ဖို့ကြိုးပမ်းတဲ့စစ်အုပ်စုအထင်အားနေတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းဗမောင်းမျိုးအတွင်ကိုစစ်ကောင်စီတပ်နဲ့ရှမ်းပြည်တပ်အစံတွေတို့ကလေချောင်းပစ်ကူနဲ့ဝင်ရောက်ဖို့ကြိုးစားပေမဲ့ထိခိုက်ဒေဆုံးမှုတွေများနေတယ်လို့ဒေသခံစစ်ရေးတဲ့င်းရင်းမြစ်နဲ့ရဲဘော်တချို့ကပြောပါတယ်။နိုဝင်ဘာ18ရက်ကမြို့အနီးကနေဆက်ဒေသနဲ့ထိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတင်နန်းဆောင်နာတလကုံကိုစစ်အုပ်စုကပြန်ရပြီးနောက်ပိုင်းတိုက်ပွဲတွေနေ့စဉ်နေပါဖြစ်နေတာလို့ဆိုပါတယ်။ နတလာကုန်းကနေမျိုးဘက်ကိုဆက်တိုးနေတာဂျာမာကတက်ကွေးမိန်အဲဒါကြောင့်နေတိုင်းလီရင်နဲ့လာပြစ်ကူရတယ်တခါလာရင်အလုံး30လောက်ရှိတယ်ကြေချတာဒါပေမဲ့မရဘူးလို့ဗမောင်မျိုးစစ်ရေးတရင်ရင်ကပြောပါတယ်ဒါပြင်စေအုစုထိခိုက်မှုများပြီးနတလာကုန်းဘက်ကိုနေစဉ်ပြန်ဆုတ်ရတယ်လို့ဒေသခံကာကွယ်ရေးရဲဘော်တအူကပြောပါတယ်မျိုးတွေမရောက်သေးဘူးသူတို့မဖောက်နိုင်ပါဘူးလို့၎င်းကပြောပါတယ် အခုနိုဝင်ဘာအတွင်းပမောင်းမြို့တိုက်ပွဲတွေမှာစစ်အုပ်စုတပ်ထံကအထူးကံကြုံတွေရရှိပြီးအလင်းဝင်လာတဲ့ SND အဖွဲ့ဝင်တချို့ပါရှိတယ်လို့သိရပါတယ်။မြို့နောက်ဘက်ခြမ်းကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကအင်အား900ဝန်းကျင်ရှိပြီးစကိုင်းအခြေစိုက်တပ်မ33လက်အောက်ခံတပ်ရင်းတချို့အားပြည့်ထားတဲ့အပြင်အရင်မြို့နယ်အတွင်းတပ်ဆွဲခဲ့တဲ့တပ်မ89လက်အောက်ခံတပ်ရင်းတွေလည်းပါဝင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောထားပါတယ်။ဗမာမျိုးကိုအမတ်တစ်စစ်ဒေသကိုကဲမှုနဲ့တော်လန်ရေးတက်တွေကပြီးခဲ့တဲ့လွန်ခဲ့တဲ့ စက်တင်ဘာ20ရက်ကတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်လက်ရှိစစ်စစ်ရေးလုပ်ငန်းတွေအတွက်ဗမောင်းမျိုးမှညမထွက်ရအမိကိုဒေါ်လာရေးတက်တွေကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးတခြားပါတီကိုရွေးရင်နောက်နေ့ပြုတ်ကျမှာဖြစ်တာကြောင့်စစ်တပ်နဲ့ကြောချင်းကတ်ထားတဲ့ကျန်းဖို့ပါတီကိုသာရွေးချယ်ဖို့ဥခင်ကြီးမဲဆွဲတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စေအုပ်စုရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့အခြားပါတီတွေကိုရွေးရင်အစိုးရဖြစ်ပြီးနောက်နေ့ကျန်ပြုတ်ကျမှာဖြစ်တာကြောင့် စစ်တပ်နဲ့ရင်ချင်းအပ်ကြောချင်းကတ်ထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ USDP ကိုသာမဲပေးဖို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကမဲဆွယ်စည်းရုံးလာပါတယ်။အချုပ်ပြောရင်တောင်ကျန်းသူတွေမှုလို့ပေါက်အောင်ရှိနေတဲ့နိုင်ငံမှာတံပရုံနဲ့ကြောချင်းကန်ရင်ချင်းအပ်ပြီးမဆောင်ရွက်နိုင်ပဲနဲ့ဖောင်းထုတ်နေတဲ့တချို့ဥစ္စာတွေကိုသွားရွေးလို့မရဘူး။ဒီနေ့ရွေးလိုက်ဒီနေ့အစိုးရဖြစ်ရင် နောက်နေ့ပြုတ်ကျသွားမှာပဲ။နောက်နေ့တပုံကတက်စီးသွားမှာပဲ။နေသလားလို့ကြာသလားလို့ထင်သွားမယ်။ ဒီလိုချင်းနေမျိုးမှာတက်မတော်နဲ့ကြောချင်းကက်ရှင်ချင်းအပ်ဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းမျိုးကိုရွှေလောက်ဖူးကင်ဖူးတဲ့သူကိုရွှေခုနကပြောသလိုလေတံမိုးတံတဘာဝဖေးတဲ့ငလင်တံဒီကြားထဲမှာတက်တက်ဖြတ်တဲ့သူတွေရဲ့ဂျံအဲ့ဒီတံကိုခံနေရတဲ့အနာတရတွေများတဲ့ကျွန်တော်တို့နိုင်ငံမှာလုတ်တက်ကင်တက်လောက်ဖူးကင်ဖူးတဲ့သူတွေလိုတဲ့အတွေ့အကြုံရှိတဲ့သူတွေကိုရွှေနောက်ဆုံးအချက်ကတော့အဲ့ဒါတွေနဲ့ပြည်စုံတာဒီကျွန်တော်တို့နဲ့ဖြီးခိုင်းပြိုးပဲလို့ပြောခြင်းနေအဲ့ဒါကြောင့်မဲပေးကြပါမဲပေးကြပါလို့ မနေ့ကနိုဝင်ဘာ16ရက်မှာရန်ကုန်မြို့မှာပြုလုပ်တဲ့ကျန်းဖော့ပါတီရွေးကောက်ပွဲကြီးညာစာတမ်းရှင်းလင်းပွဲမှာဦးခင်ကြီးကပြောပါတယ်ရွေးကောက်ပွဲကြီးညာစာတမ်းတွေမှာပါတဲ့ဂတိတွေကိုမတီးခဲ့ရင်သူမျက်နှာကိုလက်သေးနဲ့ထိုးဖို့ကိုလည်းကျန်းဖော့ကောင်းဆောင်ခင်ကြီးကပြောခဲ့ပါတယ်ကြပြင်ပြော်ပွဲမျိုးမှာမနေ့ကနိုဝင်ဘာ16ရက်မှာမဲဆွဲဟော်ပြောခဲ့တဲ့ချမ်းဖို့ပါတီရဲ့အထွေထွေအတွင်းရေးမှုဖြစ်သူဖီသူလွတ်တော်ကိုဆက်လေလောင်ထူဖို့ကြုံကြီးဟောင်းဦးတောင်းအေးကလည်းစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲတရားမျှတမှုမရှိဘူးလို့ပြောနေကြတာဟာ မနာလိုလို့ပျက်စီးရပျက်စီးကြောင်ပြောနေကြတာဒါဖြစ်တယ်လို့ပြောခဲ့ပါတယ်။စစ်တပ်ကဘူဂျုံဟောင်းဘူကြီးဟောင်းတွေပါပါဝင်ရှင်းပြိုင်ကြမဲ့ကြံ့ဖို့ပါတီဟာစေအိုစုရဲ့ရွှေကောက်ပွဲမှာတနိုင်ငံလုံးတိုင်းတာနဲ့ဟိုစလဲလောင်းတထောင်ကျော်ဝင်းပြိုင်မှာဖြစ်ပြီးမပြိုင်ခင်ကတည်းကတဦးတည်းပြိုင်ပတ်မရှိအနိုင်ရထားတဲ့28နေရာလည်းရှိထားပါတယ်။ဒါပြင်မကွေးတိုင်းကံကောမျိုးနယ်ကဝင်းပြိုင်မဲ့နိုင်သူအကုန်ယူစနေ FPDB အတွက်ဝင်ပြိုင်မဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောက်နှစ်ဦးတည်းကတဦးဟာလဲအခုလ18ရက်ကတည်ဆုံသွားတာကြောင့်ရဖို့ပါတီကပြိုင်ဘက်မရှိဘဲအနိုင်ရရှိသွားမှာဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။